ကွန်ဒီထောက်ထားတဲ့စာရွက်ကလေးမှာတွားတွေ့လိုက်တဲ့အခါကျတော့ဆရာကြီးကအဲ့ဒီပုံမှာမှတ်ချက်တခုပေးသွားတယ်စကလုံးရှစ်လုံးနဲ့ပဲရှိတယ်ကျွန်တော်တို့မှားခဲ့တာတွေရှိရင်လည်းခမားတို့ကတီးခံခွန့်လွတ်ပါခမားတို့မှားခဲ့တာရှိရင်လည်းကျွန်တော်တို့ကတီးခံခွန့်လွတ်မယ်သူတော့နာစေကိုယ်တော့တာစေဆိုတဲ့အပြုတ်တိုက်ရေးလမ်းစဉ်ကိုဒီကနေ့အထိမျက်မှောက်ဘိုးကျင်စိုးတို့ကာလအထိဆွဲကင်ထားနေတာကိုတွေ့နေတယ် ကျက်တအုပ်ကိုရံပြုတ်မယ်ဆိုလို့ရှိရင်ကြောင်းတကောင်ကိုဖယ်တန်ဖယ်ရမှာပဲနိုင်ငံရေးလှုပ်တာဥပုံဆောင်တာမဟုတ်ဘူးဂလုံးတရဏံဂစ္ဆာမိကြပြီတော့ဆိုတာကဒီနေ့ဆရာကြီးတခင်ကိုရောမိုင်းရဲ့146နှစ်မြောက်မွေးနေ့အခါမှာသူမသေးခင်ကတဏ္ဍတရနဲ့တောင်းခဲ့တဲ့ငင်းကြရေးစကားတစ်ခုရှိပါတယ် နောက်ဆုံးတခွန်ကတော့အလုံးသိတဲ့အတိုင်းပဲဆရာမသိရင်တိုက်ပြီးမှညင်ညင်ညွတ်ညွတ်နဲ့ညင်ညင်ညံ့ညံ့ဖြစ်သွားတာကိုပဲတွေ့ကျင်နေဆိုတဲ့စကားကနောက်ဆုံးပါဒါပေမဲ့ဒီအရင်ဒုတိယနောက်ဆုံးစကားရှိမှာအဲ့ဒါကဘာလဲဆိုတော့1964ခုမတ်လ28ရက်နေ့မှာတော်လှန်ရေးကောင်စီဆိုတဲ့အဖွဲ့အစည်းကနေအမျိုးသားစီလုံးညီညွတ်ရေးကိုကာကွယ်တဲ့ဥပဒေဆိုပြီးတော့မှ မြေပေါ်မှာရှိနေတဲ့အယဝင်နိုင်ငံရေးပါတီတွေအားလုံးကိုဖျက်သိမ်းပြီးတော့မှမဆလာပါတီတခုတည်းပဲရှိရမယ်လို့ထုတ်ပြန်ကြေညာချက်ထွက်လာ28ရက်မဆလာ28ရက်ပြည်တွင်းစစတဲ့နေ့ဒါကိုဆရာကြီးကတော်တော်လေးအသက်အိုမင်းမစွမ်းဖြစ်နေတဲ့အချိန်မှာသူ့အနားမှာဒေါက်တာဆင်ဖိုးရဲ့ရှင်းနေကြီးဦးတွန်းတင်ရဲ့ဘုံကျုပ်ဟောင်းကျော်စောရဲ့၃ယောက်ပဲရှိပါတယ် ဒီကိစ္စကိုသူတိမှဆိုတဲ့အတွက်ဖုံးဖိထားတယ်။ဒါပေမဲ့မေလတတ္တရာပထဲမှာကွန်ဒီထောက်ထားတဲ့ဆာရွက်ကလေးမှာတွတ်တွေ့လိုက်တဲ့အခါကျတော့ဆရာကြီးကအဲ့ဒီပုံမှာမှတ်ချက်တစ်ခုပေးသွားတယ်။သကလုံးရှစ်လုံးနဲ့ပဲရှိတယ်။အဲ့ဒါကဘာလဲဆိုတော့တိုင်းပြည်တော့ပိုဆိုးလာတော့မှာပဲ။ဒါကအခုဆရာကြီးပြောခဲ့တဲ့စကားဟာပြန်တွက်ကြည့်ရင်နှစ်ပေါင်း60ကျော်သွားပါပြီ။ အဲ့ဒီ60ကျော်ကိုသူ့ရဲ့ကြိုးမြင်ပြီးတော့သုံးသက်ချက်ဟာဒီကနေ့မျက်မှောက်နော်စစ်အုပ်စုတတိယအကြိမ်အာဏာသိမ်းပြီးတော့တက်လာတဲ့ကာလနဲ့ရှင်ထိုးကြည့်လိုက်ရင်ဆရာကြီးပြောခဲ့တဲ့အတိုင်းတိုင်းပြည်ကပိုဆိုးတဲ့ဆိုးခုတ်တဲ့ညက်ပြီးတော့ကိုစုပ်ပြတ်ထွက်သွားပြီးဆိုတာကသူ့ထွက်အောင်မှန်နေတယ်လို့ကျွန်တော်ဒီချက်ပြောချင်ပထမဦးဆုံးနောက်ဒုတိယတစ်ချက် ပြည်တွင်းစစ်ဆင်နှစ်မြောက်1958ခုမတ်လ28ရက်နေ့လူရုစီဝေးပွဲကြီးမှာဆရာကြီးကပြည်တွင်းငင်းကြီးနဲ့ပတ်သက်လို့သဘောထားတစ်ခုထုတ်ပြန်ပြောဆိုပါတယ်မင်းကိုအဲ့ဒါအဲ့ဒီမင်းကိုနဲ့မှာပါတယ်အဓိကအချက်ကတော့ဥနုရဲ့ကဘာအင်းကြီးလာကံမှာပြောသွားတဲ့မောင်နှုစကားသုံးခုဂရိတိအောင်လုပ်ပြပါနော်အဲ့ဒါကဘာလဲဆိုတော့ ဥနုကတော်တော်လက်နက်ကန်အဖွဲ့အစည်းတွေကိုကမ်းလှမ်းလိုက်တာကခမားတို့နဲ့ကျွန်တော်တို့နဲ့ဘသူမှန်တယ်ဘသူမှားတယ်ဆိုတာအချီအချပြောမနေပါနဲ့ကျွန်တော်တို့မှားခဲ့တာတွေရှိရင်လည်းခမားတို့ကတီးခံခွန့်လွတ်ပါ ခမားတို့မှားခဲ့တာရှိရင်လည်းကျွန်တော်တို့ကတီးခံခွန့်လွတ်မယ်ခမားတို့နဲ့ကျွန်တော်တို့ဟာဝါရလန်းစင်နေမတူကွဲပြားပေမဲ့လို့ပြည်သူလူထုကြီးရဲ့အကျိုးစီးပွားအတွက် လုပ်ငန်းတွေအတူလုပ်နိုင်မှုအတွက်အလင်းကိုဝင်ရောက်ခဲ့ကြပါဆိုဥနုရောဖိတ်ကိုလိုက်တဲ့အခါမှာဆရာကြီးကဥနုမိန်ကွန်းဟာတခင်ကိုရောမိုင်းရဲ့တည်တွင်းငင်းညာရေးအဖွဲ့ရဲ့သူမနာကိုမနာတင်မုံချေငင်းညာရေးနဲ့အင်မတန်နိစက်တဲ့အတွက်တာရုခေါ်ပါလေဒီဂရီအတိုင်းသာလုပ်ပေးပါဒါပေမဲ့တစ်ဖက်မှာဆွေငင်းအုပ်စုရဲ့ထုတ်ပြန်ချက်ကိုစောင့်ကြည့်နေတဲ့အခါမှာ ထူးထူးခြားခြားဘာသဘောထားမှထွက်လာတာမတွေ့ဘဲနဲ့သူတို့ရဲ့ကြင်ညာချက်ကမှဘာပါလဲဆိုတော့လက်နက်ကင်လမ်းစဉ်ကိုစွန့်ပြီးတော့လက်နက်ချလာတဲ့လူတွေအတွက်သူတို့ထိုက်သင့်တယ်လို့အကူအညီပေးမယ်အဲ့ဒီလူတွေအတွက်ပြည်ရေတနာဝန်စာရေးအတွက်လှုပ်ဆောင်ပေးမယ်ဆိုတဲ့ဟာတွေကိုတွေ့ရတယ်ဒီစွန့်ငိမ့်အုပ်စုရဲ့ထုတ်ပြန်ချက်ကိုကြည်ချင်းအဖြစ်ဆရာကြီးတော်တော်စိတ်ပြတ်သွားတယ်သူတို့ကလက်နက်ချရေးအညံ့ခံရေး အပြုတ်တိုက်ရေးလမ်းစဉ်ကိုသာလင်းဥတီသွားနေတဲ့အတွက်ပြည်တွင်းငြိမ်းချမ်းရေးရဖို့အင်တန်ကင်းကွာသွားတယ်။နော်ဒါပြည်တွင်းစစ်စနစ်မြောက်မှာပြောခဲ့တဲ့စကားဒီကနေ့မျက်မှောက်ခေတ်ကာလဥပမာကျွန်တော်တို့2013လောက်ကစခဲ့တဲ့နိုင်ငံလုံးဆိုင်ရာအဖြစ်ကရက်စဲရေးဆိုတဲ့ NCA မှာအဲ့ဒီတုန်းက six အုပ်စုလုပ်နေတဲ့လူရက်တီအားလုံးကလည်းကြံတဲ့လက်နက်ကိုင်အဖွဲ့စည်းတွေအားလုံးကို လက်နက်ကင်လမ်းစဉ်ကိုစွန့်ဥပဒေပေါင်တွဲဝင် နိုင်ငံရေးပါတီမှတ်ပုံတင်ရွေးကောက်ပွဲဝင်အနိုင်ရလို့ရှိရင်လွတ်တော်ထဲမှာလွတ်လွတ်လပ်လပ်ပြောလို့ရပြီဆိုတဲ့သဘောနဲ့အတူတူထပ်တူသွားကြပြီးတော့သူတို့ကအာဃာတ်တွေရှိနေတယ်တစ်ဖက်မှာအညှိုးတရားတွေရှိနေတယ်ဆိုတဲ့ဟာတွေကိုတက်ပြီးတော့ထင်သာမြင်သာရှိနေတယ်လို့ကျွန်တော်ဒီတိုင်းပဲသုံးသပ်လို့ရပါတယ်ဒါတော့ ဆရာကြီးမိုင်းတို့ရဲ့ပြည်တွင်းငြိမ်းချမ်းရေးမှုကတစ္ဆာအဋ္ဌထံလေးချက်ဆိုပြီးမှလှုပ်သွားတာဖြစ်တယ်။ဆရာတော်တန်ဃာတော်တွေကိုဘလို့တစ္ဆာအဋ္ဌထံဆိုလဲဆိုတော့တပည့်တော်တို့သည်မြည်သည့်နိုင်ငံရေးပါတီအဖွဲ့အစည်းဝင်များမှ မဟုတ်ပါဘူး။တပည့်တော်တို့သည်ပြည်တွင်းငြိမ်းချမ်းရေးကိုအကြောင်းပြုပြီးတော့မှမြည်သည့်အကျိုးအမြတ်ကိုများခံစားမှမဟုတ်ပါဘူး။တပည့်တော်တို့သည်နှစ်ပတ်ခန့်ဖြစ်နေသောဘက်ကိုသူသားစေသူနာစေဆိုတဲ့သဘောနဲ့ ဘလိုက်မှုတွေလည်းလုံးမမဟုတ်ပါတပြည့်တော်တို့ရဲ့ဆန္ဒဟာ16သန်းသောပြည်သူလူထုကြီးလိုလားတောက်တနေတဲ့ပြည်တွင်းငြိမ်းချမ်းရေးရဖို့သာလျှင် တပြည့်တော်တို့ရဲ့အန်တီမတ်ကြီးမှန်းချက်ဖြစ်ပါလိမ့်ဒီတော့ဒီကနေ့ခေအဆက်ဆက်တော်လာရေးကောင်စီခေမဆလာခေနာဝတနာအဖခေမှာလုတ်ခဲတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုတာစာရေးတခင်ကိုယ်တော်မိုင်းတို့ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နဲ့ ဖြောင်းမြောင်ကြီးစန့်ကျင်နေပြီးတော့မှเนาะသူတော့နာစေကိုသောตาစေဆိုတဲ့အပြုတ်တိုက်ရဲ့လမ်းစဉ်ကိုဒီကနေ့အထိမျက်မှောက်ဘုချင်းစိုးတို့ကာလအထိဆွဲကင်ထားနေတာကိုတွေ့နေတယ်။ဒါကြောင့်မလို့ပြည်တွင်းငញ្ញန်ရင်းနဲ့ကတော့ဒီပုံစံတိုင်းသွားရင် အလံဝေးပါသေးတယ်လို့ပဲကျွန်တော်ပြောချင်ပါဘူး။နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ဆရာကြီးဟာ အခုလိုပြည်တွင်းငြိမ်းချမ်းရေးကိုစိုက်လိုက်မတ်တပ်တောင်းဆိုပြီးနဲ့နောက်ဗမာပြည်မှာကျူးကျော်စစ်သုံးငြိမ်ဆင်နွှဲပြီးတော့မှဗိုလ်ချုပ်အနိုင်ယူနေခဲ့တဲ့ဗြိတိရှ်အစိုးရကိုလက်နက်ကင်တော်လှန်တဲ့နေရာမှာကတော့သူကအပြည့်ဝအားပေးခဲ့တာဖြစ်တယ်ဒီထဲမှာတိစာအထင်ရှားဆုံးကတော့နော်ဂလုံးပြန်ဒီပဏီမှာဂလုံးတရဏံဂစ္ဆာမိကြပြီတော့ဆိုတာကလက်နက်ကင်တော်လှန်ပုံကန်နေတဲ့ဆရာဆန်ငိုး ထောက်ခံအားပေးလိုက်တဲ့လေကျိုးကြီးပဲဖြစ်တယ်။နောက်တစ်ခါစံဖဲအရေးခင်ဖြစ်ပြန်တော့လေဒီအတိုင်းပဲနော်နေချဲကိုလက်နဲ့နဲ့ပြန်ချတဲ့အခါမှာဆရာကြီးကအားပေးခဲ့တာ။ဒီတော့ဆရာကြီးကငញ្ញံရေးကိုတောင်းတပြီနဲ့တစ်ဖက်သက်ငញ្ញံရေးကိုပဲသူကလုပ်တာမဟုတ်ဘူး။သူ့ရဲ့ပြောဆိုထားတဲ့အစိုးအမိန့်နေမှာဆိုလို့ရှိရင်စံနကုတ်လို့ဘရင်လုတ်ချင်ရင်တန်ရဲဖြတ်ရဲမှာတေမိလို့ငရဲကြောက်တဲ့လူကရှင်မင်းမဖြစ်နိုင်ဘူးရှင်းတယ်နောက်တစ်ချက် နိုင်ငံရေးလှုပ်တာဥပုံဆောင်တာမဟုတ်ဘူးလက်နဲ့မဲတဲ့ဥပုပ်တွေကိုတခိုးဓမြကလွယ်လွယ်ခိုးနိုင်လူနိုင်နေနောက်တစ်ချက်ကကြက်တအုပ်ကိုရံပြုတ်မယ်ဆိုလို့ရှိရင်ကြောင်းတကောင်ကိုဖယ်တန်ဖယ်ရမှာပဲတိတ်ထိမိတဲ့ဆရာကြီးရဲ့အဆိုအမိဖြစ်ပါဒီကနေ့စက္ကစစေအုပ်စုကကြည်သူတရလုံးကိုနော်အမျိုးမျိုးဘေးဒုက္ခဘောင်းဆောင်တွေတက်ဆောင်ပြီးတော့မှလူသတ်ဓမြတိုက် မိရှုပ်အုပ်စုဖွဲ့မရင်ကျင့်နေတဲ့အုပ်စုကိုဖယ်ရန်ဖယ်ရမှာပဲဆိုတာက ရှင်းရှင်းလင်းလင်းတပြတ်သားသားထိုးပြလိုက်တဲ့ဆရာကြီးရဲ့အဆိုအမိန့်တွေပဲဖြစ်တယ်လို့ကျွန်တော်ဒီနေ့ဆရာကြီးရဲ့တရား49နှစ်မြောက်ဝေးနေ့မှာအခုလိုအမှားစကားလေးပြောခဲ့ခြင်းပါဟုတ်ပြီဆရာကြီးကတော့သူမနာကိုမနာတင်မုန်းချင်ညဉ့်ညံ့ကြီးပေါ့ဗျာเนาะ ဒါပေမဲ့အဲ့ဒီတင်ပုံးချေငင်ငယ်ဆိုတာလက်တွေ့မှာဘလို့မအကောင့်တွေမပေါ်ဘူးဆိုတာကျွန်တော်နမူနာလေးတစ်ခုပြောချင်တယ်။နော်ဒီဘရင်အရေးခင်းမှာဒေါ်အောင်ဆန်းစုကြည်ကိုဝရင်တုံးနဲ့ရိုက်တတ်တယ်။ကံကောင်းလို့မသိခဲ့တာပေါ့လေ။နော်အဲ့ဒီနောက်ပိုင်းမှာနိုင်ငံတကာဖိအားတွေဖြစ်လာတဲ့အခါမှာဘူခင်ညွန့်တို့ကနော်ကော်မရှင်ဖွဲ့ပြီးတော့မှ NDCEC ရဲ့သူတို့ဥစားပြည်ထောင်ရေးဝန်ကြီးကနေဥဆောင်ပြီးတော့ဖွဲ့တဲ့အဖွဲ့အစည်းရဲ့ ਨੇ စကားတွေပြောတဲ့အခါမှာ နောက်ဆုံးအမျိုးသားညီလာခံကို2004လောက်မှာပြန်လုတ်တော့မယ်ဆိုတဲ့အချိန်ပြတ်သွားခဲ့တယ်။နှစ်ရက်အလိုမှာ။နော်ပြီးလဲပြီးကို2004ခုနှစ်ခရစ်စမတ်ဤညမှာ NLD ကထုတ်ပြန်ကြေညာပါတယ်။ခေါင်းစဉ်ကတွဲဆုံဆွေးနွေးရေးတင်မုံချေပါမယ်တဲ့။နောက်ဒီပင်းရဲ့အရေးခင်မှာရရဆက်ဆက်ရိုက်တက်ခဲ့တာတွေကို NLD ကတင်မုံချေပါမယ်လို့ပြောတယ်။ 2004ဒီဇင်ဘာခရစ်စမတ်ဤညပါဒါပေမဲ့လို့2005မှာဒီဘက်ကသင်မုံခြေတာတောင်မှာ2005ထဲမှာနော်ကြိုက်မယောဂ energy လူငယ်အောင်လှိုင်ဝင်းဟင်္ဒရာကငပြင်းရွာသာတိမ့်လွင်နော်ဘကိုးကကိုထွေးလွင်နောက်တစ်ခါကြီးမြင့်နိုင်ကဘဂဒ်ကကြောင်းသာတက်နိုင်ဦးခေါင်းကိုတန်ထုံးနဲ့ရိုက်တတ်တာကြီးမြင့်နိုင်လမ်းမပေါ်မှာ နောက်တစ်ခါဘိုကလေးအရေးခင်းကအိမ်မဲကသင်းအုပ်ဆရာဒေးဗစ်စတန်ဖို့စစ်ကြောရေးကာလမှာတပ်ပစ်ခဲ့တဖက်ကဒီလောက်ခြေဖမယ်ခြေဖမယ်ပြောတာကိုတဖက်ကအဲ့ဒီလိုရရဆက်ဆက်ရန်ကားနေတာဖြစ်တယ်ဒီတော့တင်မုံချိန်ရေးဆိုတာအဲ့ဒီလိုလုံးလို့မရပါဘူးဒီကနေ့ကဲမင်းအွန်လိုင်းတက်လာတဲ့အချိန်မှာကိုကျင်မီတို့ဇေယသောတို့လှမျိုးအောင်တို့ နော်အောင်တီရဇော်တို့ရက်ရက်ဆက်ဆက်လူမသိသူမသိထောင်ထဲမှာတပ်တခဲ့ဒီရှိအရင်ကလည်းတင်မောင်ဦးတို့ရှိသေးတယ်နောက်တခါသူ့အရင်ကိုညုံတင်တို့စောလာဝင်းတို့ဘတ်ဆွေလေးတို့ရှိသေးတယ်နောက်တခါ80နှစ်မှာ KNU လူငယ်လေးတွေဖြစ်တဲ့စောစေးထုတို့စောဘောနော်တို့စောနေဝင်းတို့လည်းအင်းစိန်ထောင်ထဲမှာလူမသိသူမသိမဆလာခင်မှာလည်းတတ်ခဲ့သေးတာဖြစ်အဲ့ဒီလိုရက်ရက်ဆက်ဆက်တတ်ဖြတ်နေတဲ့ကြားထဲမှာ ဘလို့လုပ်ပြီးတော့ကျွန်တော်တို့ဒီကနေ့သင်မုန်းချလို့ရမယ်တကယ်တမ်းပြည်တွင်းငြိမ်းချမ်းရေးစစ်မှန်ခြင်းလေဆိုလို့ရှိရင်တော့လူအခွင့်ရေးရှိတော့ကနေစဉ်းစားရမယ်ခံရတဲ့လူတွေဘက်ကတရားမျှတမှုကိုစဉ်းစားရမှာဖြစ်တယ်။နောက်အထူးသဖြင့်ပြစ်မှုတွေကျွလွန်နေတဲ့ဘက်ကတဲ့အချက်သူတို့တွေတတ်ခဲ့ဖြတ်ခဲ့ကျွလွန်ခဲ့တဲ့ပြစ်မှုတွေကိုဝန်ခံရမှာဖြစ်တယ်။နေ့အချက်သူတို့ဘက်ကတောင်းပန်ရမှာဖြစ်တယ် တောင်းချက်နောက်နောက်ဘယ်တော့မှဒီလိုပြစ်မှုမျိုးမကျွလွန်တော့ပါဘူးလို့ဂရိပေးရမှာဖြစ်တယ်အဲ့ဒီတောင်းချက်ရှိရင်တော့နော်ညဉ့်ညံ့ရေးစကားပြောလို့ရတယ်ဒီတောင်းချက်မရှိဘူးဆိုလို့ရှိရင်တော့ပြောလို့မရဘူးသူတို့ဘက်ကအဲ့ဒီလိုလောက်လာပြီဟဲ့ဆိုလို့ရှိရင်လည်းခံရတဲ့လူတွေဘက်ကတောင်းပန်လာရင်ခွင့်လွှတ်ကြည့်အေးရပြီးတော့သူတို့အပေါ်မှာပြန်လဲလက်စားချေတုံ့ပြန်တာမျိုးမလုပ်ရဘူးပြီးတော့ဒီကျွလွန်ငယ်တဲ့ပြစ်မှုတွေကိုလည်းထပ်ခတလဲလဲ ပြန်လဲဖော်ထုတ်နေတာမျိုးမလို့ပါဘူးအဲ့ဒီလိုအနေထားမျိုးဆိုရင်တော့ဒီကနေ့စစ်မှန်တဲ့တင်ပေါင်းခြေရည်နဲ့ပြည်တွင်းညဉ့်ညံရပါလိမ့်မယ်ကျွန်တော်ဒီလောက်ဖြည့်ပြောခြင်းပါခင်ဗျ